ချစ်စွာသောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့စိတ်နည်းစပီကာနေပြီးတော့ဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာတီတီတာတာနဲ့ပလီပလာမပြောတတ်တဲ့စိတ်နည်းစပီကာပြန်လည်လို့ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အားလုံးဟာအဆိုးတွေကိုလည်းကျွန်တော်မြင်တွေ့ပြီးသွားပြီ။နာကြီးတရားတွေကိုလည်းကျွန်တော်ရင်ဆိုင်ခံစားခဲ့ပြီးသွားပါပြီခင်ဗျာ။ဒီအချိန်မှာကျွန်တော်တို့ရဲ့ generation Z လေးတွေဟာအသက်ကိုဗราဏမထားဘဲနဲ့တိုက်ပွဲဝင်နေတာမိဘပြည်သူတွေကိုကျွန်တော်တို့အထုတလဲပြောစရာမလိုပါဘူးဗျာ။မကြမီအချိန်တော်တွင်းမှာလည်းကျွန်တော်တို့မြို့တွေကိုဘလို့တွေတိမ့်ခဲ့တယ်၊နယ်တွေကိုဘလို့တိမ့်ခဲ့တယ် ရန်ကုန်မန္တလေးနေပြည်တော်မြို့ကြီးတွေကိုဘလို့တိမ့်တော့မယ်ဆိုတာမြင်တွေ့ရပါတော့မယ်ခင်ဗျာဟုတ်ကဲ့ပါအောင်မွေးတွေကိုစက်ခံမဲ့ကျွန်တော်တို့ရဲ့ဂျီဆက်လေးတွေမကြမီချိန်တော်တွေမှာမိခင်ရဲ့ရင်ဝင်နဲ့ရွှေမျိုးညီကိုမောင်နှမရဲ့ရင်ဝင်နဲ့မိသားစုရဲ့ရင်ဝင်နဲ့ကိုပြန်လည်ရောက်ရှိတော့ပါမယ်နော်ဟုတ်ကဲ့ပါကျွန်တော်အခုပြောချင်တာကတော့ဒီနေ့ကျွန်တော်ရဲ့စိန်နီးစပီကာမှာ ပြောခြင်းသုံးစကားလေးတွေပြောရမယ်သူဘာလုပ်လဲဆိုတာမိဘပြည်သူများကိုကျွန်တော်ပြောခြင်းပါတယ်အဲ့ဒါကတော့ဖြောင်နေရှင်မိခင်ကြီးမိမိခိုင်ကိုကျွန်တော်ပြောခြင်းပါတယ်ဖြောင်နေရှင်မိခင်ကြီးမဟုတ်ဘူးနော်ဖြောင်နေရှင်မိခင်ကြီးမိမိခိုင်ကိုကျွန်တော်ပြောခြင်းပါတယ်ဖြောင်လဲဖြောင်ပါတယ်သူ့ရဲ့စိတ်တွေဟာမိခင်ထားတဲ့လူမျိုးပဲအလူးအလဲခံနေရတဲ့ မေမေခိုင်ရဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ကြားသိခဲ့ရတဲ့ကိစ္စလေးတခုကျွန်တော်ပြောပြမယ်ဥသိမ့်စိန်အစိုးရမှာဥသိမ့်စိန်ကိုတရင်ကျွတ်တဲ့အချိန်မှာတွားကြတော့ကြတယ်တမနာဟောင်းကြီးဥသိမ့်စိန်ပေါ့နော်တွားကြတော့ကြတဲ့အချိန်မှာလူတွေတော်တော်များများအမှုပညာရှင်တွေတော်တော်များများတွားကြတော့ကြတယ်အဲ့ဒီအချိန်မှာလူတွေလည်းရှင်းလည်းရှင်းသွားတော့ဝေလူကျော်နဲ့ခိုင်နှင်းဝေနှစ်ယောက်တည်းပဲကြံပါတော့တယ် အဲ့ဒီချိန်မှာတမရဟောင်းကြီးတမရဟောင်းကြီးဥသိမ်းစိန်ကိုသူတို့ကပြောပါလေဘာရဲ့တမရကြီးရဲ့ကျွန်တော်တို့အလုပ်လေးတစ်ခုကျွန်တော်တို့လုပ်ချင်ပါလေအရင်ကြီးမပါဘဲနဲ့အမျက်ကြီးများများရမယ်အလုပ်လေးလုပ်ချင်ပါတယ်လို့ပြောတဲ့အချိန်မှာတမရဟောင်းကြီးဥသိမ်းစိန်ကနေပြီးတော့ပြောလိုက်ပါလေ အရင်ဒီမရှိဘဲနဲ့အမျက်များများရကြရင်တော့လွယ်ပါတယ်တဲ့မြန်မာနိုင်ငံမှာ foundation ကိုလှုပ်လိုက်ပါတဲ့ pride အလုပ်ကိုလှုပ်လိုက်ပါတဲ့ဆိုတော့သူပြောတာကရှင်းရှင်းလေးပါပဲမင်းတို့လုံနေတာဒီငါတိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တာတကယ်ကိုအင်တိုင်းအားတိုင်းနဲ့တားပြစ်မရပြစ်เนาะလုံနေတဲ့ pride အဖွဲ့တွေအများကြီးရှိပါတယ် ဒါပေမဲ့ပရိဒအဖွဲ့ကိုစီးပွားရေးတစ်ခုလိုမျိုးလုပ်ခဲ့တဲ့ဝေလူကျော်နဲ့ခိုင်နှင်းဝေအဲ့ဒီကနေစပြီးတော့သူတို့ကနေပြီးတော့စတင်ပြီးသူတို့လုတ်ကင်လိုက်တာအခုဆိုရင်ထေတယ်ဝါဝါကြီးနဲ့ခန်းကန်းနာနာကြီးကိုဖြစ်ကုန်ကြပါပြီဗျာအဲ့ဒီမှာပဲခိုင်နှင်းဝေခိုင်နှင်းဝေခိုင်နှင်းဝေဆိုပြီးတော့နာမည်တွေကကြီးလာလိုက်တာအရင်တော့ကတော့ဟုတ်မလို့လို့ဟုတ်မလို့လို့ ਨੇ အခုတော့ အသားတွေကလောက်ထွက်လို့ပဲပြောရမလားကြာကြာနေတော့ဇာတိယုတ်ကပေါ်လာတယ်လို့ပဲပြောရမလားအပြုံးမျက်နှာဖုံးအောက်ကဘလူးမျက်နှာလို့ပဲကျွန်တော်တို့ပြောရမလားအခုသူ့ရဲ့လောက်ရည်တရားဘူးပေါ်သလိုပေါ်လာပါပြီပန်းတရင်ကို လေငင်းစောင်းပါတယ်လူတရင်ကိုလူချင်းစောင်းပါတယ်ဆိုတဲ့စကားအတိုင်းပဲသူ့ရဲ့လောက်ရည်တရားတော်တော်ကြီးကိုမဟုတ်မဟုတ်ဒီပေါ်လာပါပြီ အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့အခေါက်မှာမှားပြီးတော့လှူလိုက်တဲ့အလှငွေ29သိန်းအဲ့ဒီ29သိန်းကိစ္စလေးကိုကျွန်တော်မပြောခင်မှာခိုင်နှင်းဝေဘယ်ကလာတာလဲကျွန်တော်ထပ်ပြီးကျွန်တော်ပြောပါမယ်ခိုင်နှင်းဝေလူပညာလောကထဲဝင်လာတာသူ့အတော်ကြောင့်အမှုပညာလောကတွေရောက်လာပြီးတော့သူပထမဦးဆုံးရိုက်တဲ့ဇာကားကကျွန်တော်သိတဲ့ဇာကားကိုကျွန်တော်ပြောတာနော် ူ့ကိုကျွန်တော်မြင်တွေ့လိုက်ရတဲ့ဇကားကတက်မတော်နေလို့ခေါ်မလားတော်လန်ရင်းနေလို့ခေါ်မလားအဲ့ဒီဂုံပြုတဲ့ဇကားကြီးပါပဲဗျာအဲ့ဒီမှာကြံခံရေးကိုဇောင်းပေးပြီးတော့ရိုက်ခဲ့တဲ့ဇကားကြီးဘူမင်းအောင်ရဲ့ညမနေရာကနေပြီးတော့မတ်တမရရိုက်ခဲ့တဲ့ခိုင်နှင်းဝေတဖြည်းဖြည်းနဲ့အဲ့ကနေပြီးတော့နာမည်လေးရလဲရလာခေါ်ဖောင်ဒေးရှင်းကြီးသူလုပ်တယ်အဲ မိခင်ကြီးပြီးပြီးပရိဒါအလုပ်တွေသူလုပ်တယ်။သူယူလိုက်တဲ့ယောက်ျားကလည်းဘဒုလေစစ်တပ်ထဲကဘုံမှုတယောက်ကိုသူယူလိုက်တယ်။ယူပြီးတော့မကြပါဘူး၊ကွဲသွားပါလေ။သူ့ရဲ့အနောက်ကဘက်ကောင်နေအလုံး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 ဟာစစ်တပ်နဲ့ဆက်နွယ်တဲ့လူတွေကြီးပါပဲခင်ဗျာ။အမှုပညာသမားတွေကသူ့ကိုလှူတယ်အမှုပညာသမားအချင်းချင်းလှူတဲ့လူတွေကလည်းစစ်တပ်နဲ့ပတ်သက် ဆက်နွယ်နေတဲ့လူတွေကြီးပါပဲခင်ဗျာ။ तू ကတော့နာမည်ခံပေါ့။ तू ကတော့နာမည်ခံပေါ့။တပြားမှလည်းမရှိဘဲနဲ့နာမည်ခံတာ။ဂျားပြောရရင်တော့ तू ကဂျားကန်လူပေါ့။ဂျားကန်လူ။ဂျားကန်လူပတ်စံနဲ့တပြားမှလည်းမဆိုင်ထုတ်ဘဲနဲ့အလူရှင်တွေလူတဲ့ပတ်စံကို तू ကဂျားတဲ့ရနေပြီးတော့ဒုက္ခရောက်နေတဲ့လူတွေကို तू ကနေပြီးတော့ပေးတာ။ဂျားကန်လူ။အဲ့တော့ကိုပဲ तू ကို तू तू ကယေရှုရှင်ကြီးလိုလို ဟာမိခင်ကြီးလိုလိုလက်မကြီးထောင်ပြီးတော့နေနေလိုက်တာမရှက်လိုက်တာအခုလည်းကြည့်ဦးအလူငွေမှားလွှဲလိုက်တဲ့အလူငွေ29သိန်းအဲ့ဒီ29သိန်းကြောင့်သူပြဿနာတွေတက်ပြီဘူးပေါ်သူတို့ပေါ်လာပြီသူ့ရဲ့မျက်နှာဖုံးကြီးကွာကျသွားပြီသူဒီဘယ်ရလာတာလဲသူဒီဘုံမှုတယောက်ရဲ့မယားဖြစ်ခဲ့တယ်ဘယ်သွားသွားသူ့နောက်မှာ ရောက်ခရှာတယောက်ပါနေတယ်သူနဲ့ညားနေတယ်လူပေါရောက်ခရှာတယောက်ပါတယ်အဲ့ဒီရောက်ခရှာဒီလဲပါလေဘယ်ကလဲကျွန်တော်ဟိုတစ်ခေါက်တော့လဲကျွန်တော်ပြောပြီးသွားပါပြီဗရမယာခေခိုင်ရဲ့ညမရောက်ခရှာအဲ့ဒီရောက်ခရှာနဲ့သူအမြဲတမ်းတွားလိုက်လာလိုက်တွားလိုက်လာလိုက်လုံနေပါတယ်အဲ့ဒီကောင်မလေးရလဲရောက်ခရှာမလေးရလဲ တော်တော်ကိုလဲပါတယ်သူတို့အဖေလူမျိုးပါပဲသူ့အဖေရဲ့အမွေကို သူ့အမဗရမ ्या ကေခိုင်ကယူပြီးတော့ဗရမ ्या ကေခိုင်ရဲ့အမွေကို သူကနေစက်ပြီးယူထားပြီးတော့ခိုင်နှင်းဝင်နဲ့ပတနာသူကကြာနေပါတယ်ခိုင်နှင်းဝင်နဲ့သူကနေပြီးတော့ယူခဲ့ပြီးတော့မိမအချင်းချင်းယူခဲ့ပြီးတော့ဒီလုတ်တွေကိုသူဆက်လုတ်တယ်ဒီလုတ်တွေကိုဆက်လုတ်ပြီးတော့ပြည်သူတွေဘက်ကယက်တီလာပြောပြည်သူတွေဘက်ကမယက်တီပဲနဲ့ ဘရန်နက်ဒီကြိုင်ပြီးတော့ပြည်သူငွေတွေနဲ့လှူထားတဲ့ငွေတွေနဲ့အိမ်ကြီးလဲဟီးနေအောင်စောက်ပြီးတော့หนีไล่ตาดาริยาไม่ผิดติไม่ผิดไถ่ได้อาญาดิบาเวปี่ดูฤကိုหลุไล่တဲ့งวยดิไอ้งวยฤကိုปี่ดูฤชีကိုด้ายย้ายมาตวาเบเน่เซนาเซนาจีโอลิตุชียောက်ลาได้งวยปี่ดูฤชีตะแกตะแกยောက်တော့อเนอจิเมยောက်เคเร တကယ်ပေးခြင်းနဲ့တကယ်လှူခြင်းနဲ့ဆိုရင်ပြည်သူတွေရှိထိထိရောက်လှူပါလားပြီးခဲ့တဲ့ငလျင်လှုပ်တုံးကမြန်မာပြည်တပြည်လုံးမှာတော်တော်ကိုဒုက္ခရောက်ခဲ့ပါတယ်အဲ့ဒီမှာနေပြည်တော်ကဆေးရုံကြီးကိုတွားပြီးတော့အောက်ဆီဂျင်ဆက်လှူတယ်တဲ့လှူတဲ့ဆေးရုံကလည်းစစ်တပ်နဲ့ပတ်သက်နေတဲ့ဆေးရုံဖြစ်နေတယ်ဗျာစစ်ဆေးရုံဖြစ်နေတယ် ငလျင်လှုပ်တာနဲ့အောက်ဆီဂျင်ဆက်နဲ့ဘာဆိုင်လို့လဲအာအိမ်ဘယ်နှလုံးစောက်ပေးလိုက်ပါပြီအာပြည်သူဟိုဒီပြိုကျသွားတဲ့မိသားစုတွေမိသားစုတွေအဲ့ဒီကိုမိသားစုတစုကိုဘလောက်ပေးလိုက်ပါပြီဘလောက်လှူလိုက်ပါပြီဘလောက်လှူလိုက်ပါပြီပြီးနေတဲ့ကိစ္စလေနေပြီးတော့သွားပြီးတော့အောက်ဆီဂျင်ဆက်လှူတဲ့ကိုဆိုတဲ့ဟိုကခုတ်ရတခြားထိရတခြားဖြစ်နေပါလေခင်ဗျာအခုလေ ဒီ26သိန်းနဲ့ပတ်သက်ပြီးတော့လူငယ်အမှုပညာဓမ္မလေးတွေရဲ့ဆရာဂျွန်လွင်ကို26သိန်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေပြောကြားတဲ့အတွက်အခုဆိုရင်စစ်ကောင်စီကနေပြီးတော့ခေါ်ယူစစ်ဆေးနေပါတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ငါနဲ့မတူငါရန်သူเนาะစစ်တပ်နဲ့ပတ်သက်ပြီးတော့ဝေဖန်သူငါရန်သူ စစ်တပ်နဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့လူငါရန်သူဆိုတဲ့ခေါင်းစဉ်နဲ့အတူဂျွန်လွင်ကိုဘာတွေလုပ်ကြမလဲအခုတော့ခေါ်ယူစစ်ဆေးနေပြီကျင်းသေးတာတခုကတော့ဂျွန်လွင်ဒီအစစ်ဆေးခံနေရတယ်ခိုင်နင်းဝေဆိုတဲ့မိခင်ကြီးကတော့စစ်တပ်ဘက်ကနေပြီးတော့အေးအေးချမ်းချမ်းနဲ့သူကလှူဒန်းတဲ့ငွေတွေကို အပိုင်စီးပြီးတော့ဘောကိုတော့ဆက်မနေတော့မှာပဲဗျာကျိန်းတီတာတစ်ခုကတော့အခုချိန်မှာစကားရင်စစ်လိုက်တယ်လို့မျိုးပဲအဖြူအမဲတဲတဲကွယ်ကွယ်ကွဲပြားသွားပါပြီဒါဟာမလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေပါပဲသူများလှူလာတဲ့ပတ်စံကို သူကနေပြီးတော့ပြန်လူပေးဖို့ပရာဟိတာဆိုတာဂျားကန်အဖွဲ့ဂျားကန်လိုရမယ်လူသူများလှူလာတဲ့ပတ်စံကိုပြန်မလူပေးတဲ့ပြင် brand net တွေကိုဝယ်ပြီးတော့သူကိုယ်တိုင်ဟာဒီနာကြီးကတော့ဘလောက်တန်တယ်ဒီပတ်စံအိတ်ကတော့ဘလောက်တန်တယ်ဆိုပြီးတော့ကြွားဝါနေတာအဲ့ဒီပတ်စံတွေကဘယ်ရရတာလဲသူရုပ်ရှင်တွေဗီဒီယိုတွေရိုက်တယ်ပဲထားအောင်သူရိုက်တဲ့အမှုပညာကြီးကသူရတဲ့အမှုပညာကြီးကဘလောက်လဲပြန်တွက်ကြည့်လို့ရပါတယ်လူတွေအားလုံးကခက်ညံ့ညံ့လူတယောက်မှမရှိပါဘူး သူ့ရဲ့ဝင်ငွေကဘလောက်လဲသူကင်တဲ့ပစ္စည်းတွေကဘလောက်တန်လဲတွေ့ကြည့်လို့ရပါလေမပြောချင်လို့ဒါမပြောပဲနေတာကို အခွင့်ကောင်းယူပြီးတော့သူကဆက်ပြီးတော့လုံမြဲတိုင်းလုပ်တယ်ယူမြဲတိုင်းယူတယ်ပေးချင်မှလည်းပေးတယ်အဲ့ဓာရီဒီအခုဆိုရင်26သိန်းဆိုတဲ့အဖြေလွာလေးတစ်ခုမှသူ့ဘဝကြီးကစုံစုံကိုမြုပ်သွားပါပြီ ခྱི་ထွက်တယ်ခྱི་ထွက်ရင်ဒန်းနူဟိုတယ်တွေမှာ तू ကမတဲပါဘူးသူ့ဟိုတယ်တစ်ခုမှထားရပါတယ်အဲ့ဟိုတယ်မှာအမှုပညာသမားတွေဘယ်သူမှမရှိပါဘူးအဲ့မရှိတဲ့ဟိုတယ်မှာ तू ထားရပါတယ်ထားပြီးဝရင် तू နဲ့ပတ်သက်တဲ့ဘိုလ်ချုပ်တွေဘုံမှုတွေလာကြပါတယ်သူ့ဘေးနားမှာတော့အမြဲတမ်းကတော့အဲရောက်ခရှာလေးပေါ့နော်ပရမ ्या ကေခိုင်ရဲ့ညမရောက်ခရှာလေးတယောက်ကတော့အမြဲတမ်းရှိပါတယ်ဘယ်သွားသွားဘယ်လာလာ သူ့မှာစစ်တပ်နဲ့ပတ်သက်ပြီးတော့ဘော်ဒီဂတ်တွေသူ့မှာအမြဲတမ်းထားထားပါလေဒါဟာခမားတို့ဘောမာတွေပြောပြောနေတယ်မေမေခိုင်ပေါ့ဗျာအခုတော့မေမေခိုင်ရဲ့ဘဝဘာဖြစ်သွားပြီလဲဝေလူကျော်ကတော့ငြိမ်နေတယ်ဝေလူကျော်ကတော့လူလဲပါငြိမ်နေတယ်ငြိမ်ပြီးတော့သူကနေပြီးတော့ရှေ့မထွက်တော့ဘဲနဲ့သူ့ရဲ့မိမမှုတရုတ်ဆောင်ဖြစ်တင်မြောက်ပြီးတော့သူကတော့ ရိုက်တာအဖြစ်သူလုံမလားတော့မသိဘူးဝေလူကျော်ဒီတစ်ခေါက်မှာတော့ငိန်နေပါပြီဇောင်းဒလာတာတော့မေမေခိုင်မဲဖြစ်ပါတယ်ဖောင်နေရှင်းမိကင်ကြီးမိကင်ကြီးမဟုတ်ပါဘူးမိကင်ကြီးမိကင်လားမိကင်ကြီးမေမေခိုင်ရေမေမေခိုင်ရဲ့သွားပုံလာပုံနေပုံထိုင်ပုံအချိုးမပြေပုံတွေကတော့အခုတော့ဘူးပေါ်သလိုပေါ်လာပါပြီ။ เนาะပြုံးနေတဲ့မျက်နှာဖုံးခွာချလိုက်တဲ့အချိန်မှာအဆွေပြူးပြူးနဲ့ဘလူးမျက်နှာကြီးပေါ်လာတာတော့ခမားတိုင်းနဲ့ခမားကန်လို့ဒီနေရာနေပြောချင်ပါတယ်စစ်တပ်ရဲ့နောက်ခံစစ်တပ်ရဲ့အားပေးမှုနဲ့ရှင်တန်နေရတဲ့ခိုင်နှင်းဝေနေ့ရဘဝကိုနှမျောလိုက်တာလို့ပဲဒီနေရာကနေပြောချင်ပါတယ်ကျွန်တော်ရဲ့စိန်သီးစပီကာတစ်ခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးတွေ ရွတ်ဖတ်ခဲ့ပါတယ်ဒီနေ့ကျွန်တော်ရဲ့စိန်သီးစပီကာမှာရွတ်ဖတ်မဲ့ကြ བྱ ာလေးရဲ့အမည်ကတော့အနာဂတ်သွားတော်လာတဲ့ဒီကြ བྱ ာလေးကိုရေးသားတဲ့သူကတော့ကြ བྱ ာဆရာကျော်ကျော်ပဲဖြစ်ပါတယ်ဒီနေရာနေပြီးတော့ဆရာကျော်ကျော်ကိုကျွန်တော်ခွင့်တောင်းပါတယ်ကျွန်တော်ရဲ့စိန်သီးစပီကာမှာဆရာရဲ့အနာဂတ်သွားတော်လာဆိုတဲ့ကြ བྱ ာလေးကိုရွတ်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ပေါင်းခံပါတယ်ခင်ဗျာ ။ကြပြလေးရဲ့အမိယာအနာကက်သွားတော်လာ။ဖေဖော်ဝါရီလဟာ2021ဏ္ဍန်းကိုသွေးတံရာရီနဲ့စတင်အလဲထိုးခဲ့တယ်။ကျွန်တော်တို့ဟာပြည်သူတွေပါ။ကျွန်တော်တို့ဟာလက်နက်မဲ့တွေပါ။ခွေးထဲမိုက်တဲ့အာနာယုတစုကြောင့်အနာကက်အငုံဖူးတွေကမျက်ရည်ဥကျွေး ဒါတို့ပြေဒါတို့မီတချင်းဟာဘယ်မှာလဲကဘာမကြီးတချင်းနေရာမှာသွေးတစ္ဆာအပိုင်ပိုင်ပြက်ကြနေတဲ့မိသားစုကဏ္ဍတွေများတိတ်ဆိတ်၆ကပ်အာနာသိန်းဇက်ကိုရက်ဖို့တာဝန်ကပြည်သူတဲ့လားဘသူတည်ရဲလဲဆိုတဲ့မင်းကုန်းနဲ့တည်မင်းဟာ နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူဖြစ်သွားတယ်မိစ္ဆာတတရဲ့အမဲလိုက်မှုမှာမျိုးဆက်တွသွေးတွေဟာပိတရားပေါ်မှာပြီးတော့နေရာတကာအာရမကိုတွန်းလှန်ကြတဲ့အခါဘာမှမရှိသူတွေဟာဒံယာရကြားနာတွေလို့အမတန်မှန်တိလျက်နဲ့အသက်ကြွေသည့်အထိမန်မလျှော့ခဲ့ကြဘူးတမိုင်းကပေးတဲ့တာဝန်ကို သွေးချွေးနဲ့ရေခဲ့ကြသူတွေဟာ generation z တွေပါကျွန်တော်တို့ပြည်သူတွေပါကြီးစံကိုနှလုံးသားနဲ့ကာပြီးစနစ်စိုးကိုရင်မန်းနဲ့တားခဲ့သူလူငယ်တွေပေါ့မိုးဆက်တွေတဲ့ရဲရဲခုံဝင်အနာဂတ်ကိုပြင်ဖို့တိုးတဲ့ကိုခြေလန်းချဘယ်တော့မှမအေးတဲ့သွေးနဲ့အာနာရှင်နိုင်ငံကိုကျွန်တော်တို့ရေးထိုးခဲ့တယ် တတ်ရဲဖို့အတွက်ခတ်ကျွဲလို့ပြန်လာမယ်။မိုးရီတောက်ပင်ဟင်းဆောင်ဒီမိုကရေစီအိမ်မက်ကြားကပြည်သူစစ်သားတွေဒါမှမဟုတ်ပြည်သူချစ်တော်သားကောင်းတွေမျိုးရိုးစုလိုက်ခိုးဆိုးလူနိုင်ကြတယ်။မိစ္ဆာဖက်စစ်ဝါရကိုငါတို့မျိုးဆက်မှာအပိတိုင် ချိုးဖြက်ကြမယ်။တိုးထွက်လာမယ်မနှက်ပြန်တိုင်းမှာဒါဟာငါတို့တိုင်း ငါတို့ပြည်အာနာယူတွေနေစရာမရှိရဘူးမြမပြည်နောက်မျိုးဆက်မှာအာနာရှင်စနစ်ဆိုတာပြတိုက်တမိုင်းမှာပဲသွားကြည့်စီရမယ်ပြည်သူအတက်ကိုမငဲ့ကွက်အတက်ကိုဖက်ရွက်လောက်မှတန်ဖို့မထားဘေးရဆောင်သွားတဲ့ခွေးရောင်စားတွေရဲ့စနစ်ဟာဒီဘဝမှာဒါနောက်ဆုံးအမြင့်ချက်ရတယ်တချို့က ဖေနဲ့အမီကိုလွမ်းတယ်တချို့ကျဇနီးမယားနဲ့တာသမီးကိုလွမ်းတယ်တချို့မှာချစ်သူကိုလွမ်းတယ်တချို့တဝက်ပုံမှန်ဘဝကိုလွမ်းတယ်တချို့အလွမ်းမျက်ရည်တွေကပြန်မလာနိုင်တော့တဲ့သူ့ရဲကောင်းဝိညာဉ်တွေပေါ့အာတင်ထားပါရဲဘော်တို့ဒါဟာငါတို့အတွက် စစ်ပွဲတပွဲထက်ပိုတယ်မြန်လို့ရသမျှအရာတွေကိုပြန်ယူရမယ်အချစ်ပွဲတချိန်တခါတည်းသောစစ်တုံ့မဟုတ်တရားသောစစ်ရဲဘော်တို့မှုန်တိုင်းကတော့ထမ်းပါပဲအနာကကန်းကိုရောက်ဖို့ငါတို့လက်တွေညီညွတ်ကြရမယ်ဒီလေပေါ်မှာပြည်သူတွေရဲ့မျှော်လင့်ချက်ကိုဘယ်တော့မှ ရေမကြစီနဲ့ရဲဘော်တို့ငါတို့ဟာတရားမျှတမှုကို မရမချင်းအာဏာရှင်စနစ်မပြုတ်မချင်းဒီမိုကရေစီမရမချင်းငါတို့အသက်ကိုတိုင်းပြည်အတွက်အနှင်းထားရမယ်ခင်ပြောင်းအောင်ခေါင်းပြည့်ဆိုတဲ့အာဏာယူတွေရဲ့ပြည်သူတပ်ပွဲအတွက်တွေးကြွေးမှာငါတို့ဆွေးနွေးစရာမရှိဘူးငါတို့အလှည့်ကျရင် ဖယ်ရယ်ပြည်တော်စုဒီမိုကရေစီဖွင့်ပွဲကိုမိစာသွင်းနဲ့ဖိတ်စာရေးမယ်တိုင်းပြည်ရန်စွင်အန်နရယ်ကိုကာကွယ်စစ်တီတားစာနီဟုမြည်ဟိပဲ့တင်အာကာခွေ၌ကောင်းငင်တမွန့်ကျေကိုစွမြီပြည်သူစစ်သားမင်းယောက်ျားလေးလာပါလေဆရာကျော်ကျော်ကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငင်းငမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေ ကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့စုမုံကောင်းတောင်းလိုက်ရပါတယ်